အလုတ်တိုင်းကိုအောင်မြင်ခြင်းနားထောင်ပါအလုတ်တစ်ခုခုကိုအောင်မြင်ခြင်းစူးစမ်းမှုရွေးသားမှုတေချာမှုတွေကအရေးကြီးပါတယ်အချိန်ဘယ်လိုပဲပြောင်းလဲပါစေ လူသားနဲ့ဆိုင်တဲ့အချို့အရာတွေကဘယ်တော့မှမပြောင်းလဲပါဘူးဥပမာကျမ်းစာမှာပြောထားတဲ့စကားတွေဟာအခုထိလူဘဝကို အရင်တုန်းကအကျိုးပေးလို့ပေးနေပါတယ်ဒါပေမဲ့လူသားတွေကဘဝမှာအမြင့်ကိုရောက်ချင်ကြတယ်ဒါပေမဲ့အချို့အရာတွေကိုတိမတိပဲလုံးမိနေကြတယ် လို့ဆိုရင်တော့ကျွန်တော်တို့ကနှိမ့်ချခံရပါတယ်။ဒီကိစ္စတွေကအခုထိလူဘဝထဲမှာလေးပင်နေပါတယ်။လူဘဝရဲ့ခက်ခဲတဲ့အခြေအနေတွေကမီးသွေးနဲ့တူပါတယ်။ရင်ပူနေရင် လက်လောင်သွားပါလိမ့်မယ်။ရှင်အေးမဲ့ဆိုရင်တော့လက်ကိုမဲသွားစေပါတယ်။တကယ်အောင်မြင်ခြင်းခက်ခဲတဲ့အချိန်လုံးဝမငိုပါနဲ့။ဘန်းနိုင်ဝေးရင်လည်းလုံးဝမကြောက်ပါနဲ့။ဘာလို့လဲဆိုတော့ဆရာကပညာပေးပြီးမိကုံမေးတာကွာတယ်။ဘဝကမိကုံမေးပြီးပညာပေးတာပါ။ ဒေါသဟာအုံနောက်မရှိတဲ့ဒူစီမာပဲရှိတာပါ။တီးခတ်နေဆိုတာအုံနောက်ကိုကောင်းကောင်းအသုံးချတာပဲ။အုပ်စုနဲ့တွားရတာပိုလေပြီ။အဲ့ဒါကလူကိုခွန်အားပေးတယ်။အိုင်အုပ်စုကခမားပုံစံကိုပျောက်ကွယ်သွားအောင်လုပ်တယ်ဆိုတာ အမှန်တရားတစ်ခုပဲ။အခက်အခဲကနေပြေးရတာလွယ်ပါလေ။အချိန်တိုင်းကဘဝစာမွေးပဲပါပဲ။ကြောက်တဲ့သူကဘဝမှာဘာမှမရပါဘူး။တိုက်ခိုက်တဲ့သူကအရာရာကိုပိုင်ဆိုင်ပါလေ။ကိုလိုချင်တဲ့အရာတိုင်းကိုဝယ်နိုင်တဲ့အထိချမ်းသာလောက်အောင်လုပ်ပါ ပြီးတော့ချမ်းသာတဲ့သူကမွေနိုင်တဲ့အထိဈေးကြည့်လိုက်ပါဘဝမှာဘယ်တော့မှသူများကို အပြစ်မပုံချပါနဲ့ကောင်းတဲ့လူကပျော်စရာတည်လာတဲ့အချိန်ဆိုးတဲ့သူကအိမ်မက်နဲ့ပန်းနိုင်နေနေပဲကွာကြတာပါအပင်မမခံပါနဲ့အဲ့ချင်ရဲ့မအေးဖဲနဲ့အိမ်မက်ကိုအကောင့်တဲဖို့ဖြစ်ပါမြေအိုးရဲ့တံမိုးကိုလုတ်တဲ့သူပဲတည်တာပါခွဲရဲ့သူကမတည်ပါဘူးရေထဲကြရင်ဘဲမှမတည်ပါဘူးရေမကူတတ်မှတည်တာပါအဲ့လိုပဲ အခြေအနေတွေကပြဿနာမဟုတ်ပါဘူး။ပြဿနာကကျွန်တော်တို့အခြေအနေကိုမရင်ဆိုင်တမ်းမှဖြစ်တာပါ။တဝါမှာကြာရှုံးတာပဲကောင်းပါလေ။ကိုယ့်အစဉ်တန်းကိုတည်သွားပြီ။ကိုယ့်ပတ်ဝန်းကျင်အကြောင်းကိုတည်သွားမယ်။ရည်ရစက်ကပင်နေထဲမှာရှိတဲ့အခြေသူ့မှာတန်ဖိုးမရှိပါဘူး။အဲ့ဒီရစက်ကတည့်ရပေါ်မှာရှိတဲ့အခြေစိန်တွေမျိုးတောက်ပါပါလေ။ခမရလဲဘဝမှာအဲ့လိုအောင်မြင်အောင်လုပ်ပါ။စိန်တွေမျိုးတောက်ပါပါ။ ခမကိုကိုကိုယုံကြည်တာကလက်လက်တစ်ခုပါပဲကိုကိုကိုယုံရင်အားဖြစ်ပြီသူများကိုယုံရင်အားနဲ့ချက်ဖြစ်တယ်ရုံးကန်တဲ့အချင်းလူကတယောက်တည်းပါအောင်မြင်တဲ့အချင်းကဘာကသူ့ပေးမှာပါဒီစကားကအမှန်ပါအမြင့်ပြန်မှုငှက်တွေက အတောင်ပံလူပါတယ်လူသားတွေက အောက်ငုတ်လေအပေါ်ပေါ်တက်လေပါအကျင်ကောင်းတွေကတန်ဖိုးမရှိပေမဲ့အကျင်ကောင်းရင်တော့နှလုံးလှပိုင်ဆိုင်ပါတယ် ူကတနေကိုအလွတ်လွတ်ပြီးအပင်မမ်းပါဘူးဒေါသနဲ့စိုးရိမ်စိတ်တွေကြောင့်ခနာလေးနဲ့ပင်မမ်းပါတယ်ဘဝမှာအောင်မြင်ခြင်းရဲ့သူများကိုခိုင်းတယ်လို့မျိုးမိမိကိုယ်ကိုပြန်ခိုင်းပါ